မင်္ဂလာပါရှင်ခေတ္တတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြားဖြူတိုက်ပွဲမှာအကြမ်းမတ်စစ်တပ်စစ်ဦးကျွန်ရမှထိုးစစ်ကနေခန်းစင်းတို့ကြားရောက်ပြီးအရေးနိုင်နေဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကြပ်ဖြူမျိုးပြင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအကြမ်းမတ်စစ်တပ်ကစစ်ဦးကျော်ညာမှထိုးစစ်ကနေခံစစ်အနေထားသို့ပြန်ရောက်သွားပြီးစစ်ရေးအင်အားအရင်းနှီးမှုများနဲ့ရင်ဆိုင်နေရတယ်လို့မြေပြင်စစ်ရေးလှိလာတုံးသက်သူတအူးကပြောပါတယ် လက်ရှိပြမနေသည့်တိုက်ပွဲမှာစစ်ဦးကျော်လာသည့်စစ်တပ်စစ်ကြောင်းများကနောက်တန်းကစစ်ကူမပေါ်နိုင်အောင်အာရခတက်တော်မှဖျက်တောက်တိုက်ခိုင်းနေပြီးစစ်ဦးကျော်ဝင်ရောက်လာသည့်စစ်ကြောင်းများမှလည်းတိုင်းချောင်းနဲ့မင်းပြင်းရွာမှအာရခတက်တော်ကချေမုန်းတိုက်ခိုက်မှုကိုခံနေရတယ်လို့ဆိုပါတယ်စစ်ကူလာတဲ့စစ်ကြောင်းရော ရွာတွေမှာဝင်ရောက်နေတဲ့စစ်ကြောင်းတွေကိုရောအေးအေးကတိုက်နေတာအခုနေရာပြန်ကျဲပြီးဖြစ်နေတာပါမင်းပြင်ဘက်မှလည်းစစ်တပ်ကထွက်ပေါက်မရဘဲပြေးမိနေတဲ့တိုင်ချောင်းဘက်ကလည်းတိုက်ခိုက်ခံနေရတယ်အခုစစ်တပ်ကထိုးစစ်မဟုတ်တော့ဘူးခန့်စစ်အနေထားကိုရောက်နေတယ်လို့၎င်းကပြောပါတယ်ထိုစစ်စင်လာတဲ့အကြမ်းမဲ့စစ်တပ်ကနေမြေမကျွမ်းကျင်သည့်အပြင်အာရခစစ်တီများ၏မထင်မထားသည့်နေရာများမှာရုတ်တရက်ဝင်ရောက်တိုက်ခတ်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းစနိုက်ပါဖြင့်ပစ်ခတ်ခြင်းများကိုပါခံနေရပြီးအကြမ်းဆုံးများပြားနေသည်ကိုတွေ့ရပါသည် မင်းမြစ်ပတ်ဝန်းကျင်မှာရှိနေတဲ့တိုက်ပွဲတွေတိုင်းအေအေကအသာစီရယူထားပြီးစစ်တပ်ကလေကြောင်းရေကြောင်းနဲ့ဒုံးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်ပေမဲ့မြေပြင်ကိုပိုင်ထားတဲ့အေအေကနိုင်နေတဲ့စစ်တပ်ဘက်ကတချို့တပ်ဖွဲ့ဝင်တွေကစင်ကလေးထွက်ပြေးနေတာတွေလည်းရှိတယ်လို့ပြောပါတယ်အလားတူမကြာသေးမီကတိမိုက်ထားသည့်တိုင်ချောင်းကြီးရွာနှင့်တိုင်ချောင်းဆယ်မနေရာယူထားသည့်စစ်တပ်ကအေအေကပိတ်ဆို့တိုက်ခတ်မှုကိုခံနေရပြီးနောက်ထပ်စီရေးတရင်ချင်းမြစ်ကလည်းပြောဆိုထားပါသည် တိုင်းဆောင်ဘက်ကလည်းတိုက်ပွဲပြင်းထန်နေတဲ့တချို့နေရာတွေကစစ်တပ်နောက်ဆုံးနေရာတွေတိုက်ပွဲကရှိနေသေးတော့တိုက်ပွဲနေထားကိုအတိပြောလို့မရသေးဘူး။ဒါပေမဲ့အေအေကတော့အရင်ကနေစာရင်အခြေအနေပိုကောင်းလာတဲ့ရွာတွေကိုပြန်ဆိုးမှုလာတဲ့စစ်တပ်ကအထိနာလာတဲ့အေအေကအရှင်ဖန်ဆင်းမိတာတွေလည်းရှိတယ်လို့ပြောပါတယ်။ကြပ်ဖြူတိုက်ပွဲနဲ့ပတ်သက်ပြီးပို့တင်နေသည့်စစ်လော်ဘီများ၏အတန်းသည့်ယခုရပိုင်းမှာစစ်တပ်အစုံနဲ့ကြီးကြီးမားမားရင်ဆိုင်နေရတာကြောင့်အတန်းများတိတ်နေသလိုပို့တင်ခြင်းများလည်းမတွေ့ရတော့ဟုလကောင်းကတုံ့တက်ပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးဇီကောမျိုးပေါ်မှာ KTV တို့လာရောက်ပြောပါသည့်စစ်သားနှင့်ရဲခုနှစ်ဦးကိုတော်လန်ရေးတပ်များကစီးနှင်းတိုက်ခိုက်မှုစစ်သားနှင့်ရဲခုနှစ်ဦးသေဆုံးပြီးလက်နက်ခဲယံအချို့သိမ်းဆည်းရရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်ပဲခူးတန်းစီကုံမျိုးပေါ်မှာ KTV တို့လာရောက်ပြောပါသည့်စစ်သားနှင့်ရဲခုနှစ်ဦးကိုတော်လန်ရေးတပ်များကလျှက်တပြက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရန်စစ်သားနှင့်ရဲခုနှစ်ဦးသေဆုံးပြီးလက်နက်ခဲယံအချို့သိမ်းဆည်းရရှိကြောင်းနက်စစ်တီတပ်ဖွဲ့မှကိုအောင်ကပြောဆိုပါသည် နိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ဇီကောမျိုးပေါ် CKTV တို့စစ်သားနဲ့ရဲခွနဲ့ဦးကောင်လာရောက်တောက်ဆောင်မှုရပြောပါနေကြောင်းတရင်ရရှိတာကြောင့်တော်လန်ရဲတပ်ဖွဲ့များကအဆိုပါ KTV ကိုဝင်ရောက်စီးနင်းခဲ့ကြောင်းထို့သို့စီနေပြီးနောက်စစ်သားနဲ့ရဲခွနဲ့ဦးကိုပြစ်ခတ်ခဲ့ရာခွနဲ့ဦးလုံးတင်ဆောင်သွားကြောင်းလက်နက်နဲ့ခရင်အချို့ကိုကောက်ယူပြီးအလင်းအမြတ်ပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် မနေ့က KTV ကိုရဲနဲ့စစ်ကွေးခုနှစ်ကောင်လာလို့တွားပြီး KTV ကိုစင်းနေတိုက်ခိုက်ပါတယ်ခုနှစ်ဦးစလုံးတေပါတယ်တပ်ပုံကတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ခွေးကားတွေကလည်းချက်ချင်းရောက်လာတော့ရှားတဲ့ပြည်စည်းချက်ချင်းကပြီးဆုတ်ခွာခဲ့ရတာလို့နက်စစ်တီတပ်ဖွဲ့မှုကိုအောင်ကပြောပါတယ်လက်တလောတေဆုံသွားတဲ့စစ်သားနဲ့ရေမြထံမှာជីတရီတနံတလန်ជីပေါလေးကူជីတော့60အီကွေးမတ်နှစ်ခု ဓာတ်သုံးလမ်းလက်ထိပ်တစ်ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်စင်ရေးကိုနှစ်စစ်တီတပ်ဖွဲ့နှင့်ဂျိုးပင်ကဗီဒီဆက်အမလို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးမဘာသာနှင့်အစွန်ရောက်အမျိုးသားရေးလှုံ့ဆော်မှုများဖြင့်အတွဲညီညီတမ်းပြည့်ဖြစ်ခဲ့ကြသည့်မင်းအောင်လိုက်နဲ့ခင်ရင်ဤတပင်စစ်ထောင်လမ်းရေပိုးကြီးဟောင်းတန့်စင်ကျောင်းကျန်းဖို့ရန်ကုန်တိုင်းလွှတ်တော်အမယ်လောင်းဖြစ်လာဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မဘာသားနဲ့အစွန်ရောက်အမျိုးသားရေးလှုံ့ဆော်မှုများဖြင့်အတွဲညီညီတိုင်းပြည်ဖြတ်ခဲ့ကြသည့် မင်းအောင်လိုင်တဲ့ခရင်ဤတပည့်ပိုကြီးဟန်တန်စင်ကြောင့်ဒလာမြို့နယ်ကိုစားပြုစံဖို့တိုင်လွှတ်တော်အမတ်လောင်ဖြစ်လာပါတယ်စတက်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာတန်စင်ကြောင့်ကဒလာမြို့နယ်ကိုစားပြုပြီးစံကုန်တိုင်လွှတ်တော်အမတ်လောင်အဖြစ်ရွေးကောက်ပွဲဝင်လာရလဲဖြစ်ပါတယ်သူ့ကိုဒလာမြို့နယ်ရဲ့ရန်ကုန်တိုင်းလွှတ်တော်အမတ်လားဖြစ်လာဖို့စံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကိုတိုင်းကအဆိုပြုပြီးတိုင်းရိုင်းဝင်ပြိုင်ခိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့တန့်စင်ကြောကအနေဒီအစိုးရလက်ထက်မှာဒေါ်ဆန်းသူကြည်နဲ့အနေဒီအစိုးရကိုအခက်တွေ့စေဖို့နဲ့အစိုးရပြောကြားစေဖို့ဦးတည်တဲ့မဘာသာလှုံ့ဆော်မှုတွေဆန္ဒပြပွဲတွေမှာအထူးကခန့်ခန့်အနာနေရကနေပါဝင်ခဲ့သူဖြစ်ပါတယ်။မင်းအောင်လိုင်ခရင်တို့နဲ့တိုက်ရိုက်ဆက်တွေ့ပြီးတန့်စင်ကြောကမဘာသာနဲ့အမျိုးသားစွန့်ရောက်လှုံ့ဆော်မှုအတွက်ငွေကြေးထုတ်ပေးခဲ့သူဆန္ဒပြပွဲနဲ့အစိုးရလှုံ့ဆော်မှုတွေအတွက်အထူးကစီမံပေးခဲ့သူဖြစ်ပါတယ်။ ်မင်းရလိုင်းနဲ့ခင်ရင်ခိုင်တဲ့များကိုလှုပ်ပေးပြီးအမျိုးသားရေးအစွမ်းရောင်မပတ်သားတွေနဲ့ဈာကန်ချိန်ပေးတဲ့အလို့ကိုစစ်အရာရှိဗိုလ်ကြီးတန့်စင်ကျော်ကလောက်ကင်ပါတယ် ဗိုလ်ကြီးတန်စင်ကျော်ဆိုသူကတော့စစ်တပ်ကတော်အပတ်စဉ်54ကျောင်းစင်ဖြစ်ပြီးစစ်ပက်ရီယာလုံခြုံရေးဌာနပြည်သူ့ဆက်ဆံရေးအရာရှိဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလဗိုလ်ကြီးတန်စင်ကျော်ဟာခင်ခင်နဲ့မင်းအောင်လှိုင်စီကိုတိုင်းရိုက်ဖုံးခေါ်ခွင့်ရှိသူလည်းဖြစ်ပါတယ်။သူရဲ့အဓိကတာဝန်ကမင်းအောင်လှိုင်နဲ့ခင်ရင်တို့ရဲ့ခိုင်းနာကိုလုပ်ပေးရသူပါခင်ရင်နဲ့မင်းအောင်လှိုင်တို့ဟာအမျိုးသားရေးမဘာသာတွေကိုနောက်ွယ်ကနေချုပ်ကန်ရမှာဘိုးကြီးတန့်စင်ကျော်ကတဆင်ချိတ်ဆက်လုပ်ကိုင်းပါတယ် အနယ်ဒီအစိုးရကမှမင်းအောင်လှိုင်စီကိုတိုက်ရိုက်ဖုံးခေါ်ဆိုနိုင်တဲ့အသည့်ဗိုလ်ကြီးတန်ဆင်ကျော်ကထင်ရောက်ပါတယ်။ဗိုလ်ကြီးတန်ဆင်ကျော်ဟာမဘာသာအမျိုးသားရေးတမားတွေရဲ့ငွေလိုကြီးလို့အမိတက်ခံထားရသူဆိုရင်လည်းမမနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသားရေးနဲ့မဘာသာတွေလုံးမဲ့စစ်တပ်ထောက်ခံအနယ်ဒီအစိုးရဖြုတ်ချပွဲတာရဏရေးဝင်ကြီးဦးအောင်ကိုဖြုတ်ချပွဲတွေမှာဗိုလ်ကြီးတန်ဆင်ကျော်ကငွေကြက်300ချီကိုထုတ်ပေးခဲ့လို့ပါပဲ။ အဲ့ဒီပတ်စံတွေကမင်းအောင်လိုက်နဲ့ခင်ရင်စီကနေတက်ဆင်ကြွားကလက်ခံပြီးမဘာသားနဲ့အမျိုးသားကြီးအစွန်ရောက်တွေ့စီတက်ဆင်ပြန်လဲချပေးတာဖြစ်ပါတယ်။ဒါအပြင်နောက်ပိုင်းမှာအင်းနေဝင်းနေပါချိတ်ဆက်ပြီးငွေချင်းအင်အားပုံမူတောင်းတင်အောင်တက်ဆင်ကြွားကလှူဆောင်ခဲ့ပါတယ်။အင်းနေဝင်းနေအမျိုးသားကြီးတမားတွေ2016ခုနှစ်ရွှေဘဲစားတောင်းဆိုင်မှာတွေ့ဆုံနိုင်အောင်တက်ဆင်ကြွားကကမ္ဘာကထပြုပြီးဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ တန့်စင်ကျော်ဟာ2020ရွေးကောက်ပွဲအပြင် NLD ပါတီအနိုင်ရသွားပြီလို့ကြေညာတဲ့အချိန်မှာရွေးကောက်ပွဲအလိုမရှိဆန္ဒပြပွဲတွေ UEC အလိုမရှိဆိုတဲ့ဆန္ဒပြမှုတွေအပါအဝင်ပြည်ပခန့်တွေတနိုင်ငံလုံးဖြစ်လာအောင်ပွဲတွေကိုစတိုက်စီစဉ်ခဲ့ပါတယ်။2020ရွေးကောက်ပွဲအပြီးအာနာတိတ်မှုဖြစ်ပေါ်လာရင်မြေပြင်မှာဆန္ဒပြပွဲပြီးနိုင်ငံအစားကိုတိုင်းတိုင်းနဲ့ပြီးပြီးနောက်ထပ်အနယ်ဒီအစိုးရတဲ့တာဝန်မယူခင်ဆရနာတိုင်းရင်အင်တိုင်းအတိုင်းကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ စစ်တပ်နဲ့ကြံဖွင့်ရေးဂျာကန်ဘူကြီးတန်ဆင်ကျော်ဟာမဘာသားနဲ့အမျိုးသားရေးအစွန်ရအတွက်ငွေကြေးပံ့ပိုးပေးရင်ကော်မရှင်စားပုံစံနဲ့ဖြတ်စားလက်စားလုပ်နိုင်တဲ့အတွက်သူလည်းချမ်းသာလာခဲ့ပါတယ်။ဟိုတယ်တစ်လုံးနဲ့ KTV တစ်ခုပိုင်ဆိုင်ထားတဲ့အထိချမ်းသာလာတာပါ။လက်ရှိမင်္ဂလာတို့အမြောက်တပ်ဝင်အတွင်ရှိကန်တင်မှာရွှေနန်းတော်ဆိုတဲ့စားသောက်ဆိုင်ကိုဖွင့်ထားပြီးအဲ့ဒီတပ်ဝင်အတွင်မှာနေထိုင်ပါတယ်။ရွှေပေါကံပန်းချန်နာမှာအုပ်ချုပ်ရေးမှုဦးနိုင်နဲ့ပူပေါင်းပြီးမြေကွက်တွေအကွက်ရိုက်ရောင်းချမှုတွေလုပ်ခဲ့ပါသေးတယ်။ရွှေပေါကံမှာလည်းသူအိမ်ဝယ်ထားပါတယ်။ နောက်ထပ်သူရဲ့စီဝါရေးတွေကတော့ပြည်ဦးလင်မတီဟာပလာဆိုတဲ့ဟိုတယ်နဲ့ဇွဲကေဒီဝီယံဘားဆိုတဲ့ဆိုင်တွေကိုတန့်စင်ကြွားကပိုင်ဆိုင်ထားပါတယ်တန့်စင်ကြွားကဆန္ဒပြဝင်တပိတ်ပွဲတွေချထားပေးမှုကရှားတဲ့ငွေတွေကိုသူ့ညီမဖြစ်သူအီအီဖြိုကျော်ထံအမြဲအနှံလေးရှိပါတယ်။လာရှိုက KTV ကိုတော့သူ့ရဲ့ညီဖြစ်သူအလက်ကောင်တီဟာနဲ့လွှဲထားပြီးပြည်ဦးလင်ကတီဟာဘလဟိုတယ်ကိုတော့သူ့ညီအငယ်ကစီသူကျော်ကိုလွှဲအပ်ထားပါတယ်။တန့်စင်ကြွားကိုယ်တိုင်ကတော့လက်ရှိရွှေပေါက်ကပန်းစံနာမှာမြေကွက်တရက်ကွက်ရရောင်စားနေပါတယ်။ မဘာသားအမျိုးသားရေးအစွန်ရောက်ဝါဒတွေနဲ့တိုင်းပြည်ဖြည့်ဆည်းခဲ့တဲ့သူတွေထဲမှာတန့်စင်ကျော်ဟာစစ်တပ်နဲ့မဘာသားလေပတ်နေတဲ့ရန်နေရရဲ့အစိပ်ပိုင်းကြီးတစ်ခုအဖြစ်ပါဝင်နေတဲ့အပြင်လက်ရှိမှာလည်းပြူစောတိသွေးတောက်စားတဲ့လူထက်တပ်ဖွဲ့တွေကိုဆက်လက်ကူညီထောက်ပံ့နေတာလည်းဖြစ်ပါတယ်ရှင်။